ရောရှိအားလုံးပဲမိင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။လက်တွေ့ဘဝ reality မှာအဆင့်သတ်မှတ်ချက်တွေကိုတိုင်းတာနိုင်ဖို့အတွက် gradient system တွေရှိကြပါတယ်။ gradient system ဆိုတာတငယ်တန်းတဒံမတန်စာအရေကိုပြောတာမျိုးဖြစ်ပြီးအခန်းတွေဆိုရင်လည်း A ကန် B ကန် C ကန်စာအရေကိုဆိုလိုပါတယ်အခုကြည့်နေတဲ့ခမားရဲ့ဘဝမှာလည်းနေတိုင်းလိုလိုဒီ graded system ကြီးနဲ့ပကုံးဖက်ပြီးကြီးလာရမှာတည်ရစားပါ ဘာလို့ဆိုခမားကအကြောင်းသားတယောက်ဆိုရင်လည်းအတန်းတွေသတ်မှတ်ထားတာကြောင့်အလုပ်လုပ်နေတဲ့သူဆိုရင်လည်း position တွေသတ်မှတ်ထားတာကြောင့်အိမ်မှာပဲနေတဲ့သူဆိုရင် တောင်မှအကြီးအငယ်စသည်ဖြင့်အဆင့်သတ်မှတ်ခံနေရမှာမျိုးပါအနမဲလောကမှာလည်း grading system တွေရှိကြပါတယ်နောက်ထပ်မှာဆိုရင် gain နဲ့ခြုံနေတဲ့ခြုံနေဆိုပြီးအဆင့်သတ်မှတ်မှုတွေရှိလို့ bleach မှာဆိုရင်လည်း third C second C first C ဆိုပြီးအဆင့်သတ်မှတ်မှုတွေရှိကြပါတယ်အခုလက်ရှိကျွန်တော်တို့ explore နေတဲ့ GTK universe မှာဆိုရင်လည်း graded system ကို grade ဆိုပြီးရိုးရှင်းစွာသတ်မှတ်ထားခဲ့ပါတယ် grade 4ကနေ special grade အထိရှိပါတယ်။ JJK ရဲ့ grading system ကို Cospirit တွေမှာရှိတဲ့စွာအလိုက်ခွဲခြားသတ်မှတ်ထားတာမျိုးပါ။ဒါကြောင့် Cospirit တွေမှာလည်း grading system တွေရှိနေကြပါတယ်။တကယ်၍ခမားက grade 1ကျူးကျူးစုပညာရှင်တယောက်ဆိုရင် grade 1ကျင်စာကိုဖြည့်ရှင်းနိုင်စွမ်းရှိပါတယ်။ grade 1ရဲ့အထက်မှာ special grade ရှိပါတယ်။ special grade တွေကိုတော့ series ထဲမှာစုစုပေါင်း၄ယောက်သာမြင်တွေ့ရမှာမျိုးဖြစ်ပါတယ်။ဒီ၄ယောက်မှာ၃ယောက်က event မဟုတ်တာကြောင့်နည်းနည်းပိုပြီးစိတ်ဝင်စားစရာကောင်းနေကြပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ special grade တွေအကြောင်းကိုအသေးသေးကြကြလေးပြောပြပေးသွားပါမယ်။ဒီနေ့ video ထဲမှာတော့ special grade တွေဆိုတာဘာတွေတွေလဲသူတို့ရဲ့စွမ်းရည်နောက်ကျောင်းရာဇဝင်အပြစ်တန်မာမှုကိုပါတိုင်းတာပေးသွားမှာဖြစ်လို့ video လေးကိုအဆုံးထိကြည့်ရှုအားပေးကြဖို့မျှော်လင့်ပါတယ်။ကျွန်တော်အရင်နဲ့ JJK Universe ကိုတည်တည်ချာချာလေး explore ပေးသွားမှာဖြစ်လို့ video လေးကို like လုပ်ပြီး channel လေးကို subscribe လုပ်ပြီးကြည့်ချဖို့တောင်းဆိုချင်ပါတယ်။ Okay ဆိုတော့ special grade တွေဆိုတာဘလို့လူတွေလဲ special grade တွေဆိုတာတိုင်းတာလို့မရတော့အောင်ဒီတန်မာကြတဲ့ဂျူဂျူစုပညာရှင်တွေပဲဖြစ်ပါတယ်။ ဒီလိုတမ်းမှာပါတယ်ဆိုတဲ့လူလေးယောက်ကို ranking လုပ်ရတာကလည်းတိတ်တော်မလွယ်လာပါဘူး။အာနေဆိုဆိုရာကလည်းတွားရှုလို့မရနိုင်တဲ့အနေအထားတစ်ခုဖြစ်တာကြောင့်မတတ်တာလို့သာခါလိုက်ရတာမျိုးပါအာနေဆုံးသူအတွက်လည်းစိတ်မကောင်းဖြစ်ရသလိုအတန်မာဆုံးသူကိုတီးရဖို့အတွက်လည်းစိတ်လှုပ်ရှားစရာကောင်းနေတာကြောင့်ဖြေသားနိုင်ပါတယ်ကျွန်တော်ရဲ့ personal အမြင်အရ Yuki ကိုဒီနေ့ video ရဲ့နံပါတ်4နေရာမှာထားထားလိုက်ပါမယ် Yuki ကို season 1မှာ flashback season 2မှာ debut အနေနဲ့စတင်မိတ်ဆက်ထားခဲ့ပါတယ် ယူခီဟာအခုဖြစ်ပေါ်နေတဲ့ကျင်းစာနဲ့ပတ်သက်တဲ့ပြဿနာတွေကိုပပျောက်တော့အောင်ရှင်းလင်းချင်ခဲ့ပါတယ်။ဂက်ထိုကလည်းအတူတူပဲဆိုပေမဲ့စဉ်းစားပုံချင်းကွဲပြားပါတယ်။ဂက်ထိုကတော့ကျင်းစာတွေကိုထုတ်လွှင့်နေတာဟာလူသားတွေဖြစ်တာကြောင့်လူသားတွေကိုအပြည့်ရှင်းပြရမယ်ဆိုပြီးယူဆခဲ့ပါတယ်။ဒါကြောင့်လည်းခန်ချာကူကဂက်ထိုရဲ့ခန္ဓာကိုယ်ကိုယူဆောင်ခဲ့တာပါ။ယူခီရဲ့နီလန်ကားကြာဂျပန်နိုင်ငံလုံးကိုကျင်းစာနဲ့ပတ်သက်ပြီးတည်တည်တဲ့ knowledge တွေပေးပြီးကျင်းစာကိုထိ ंछ ုပ်တတ်အောင်သင်ကြားပေးချင်တာမျိုးပါ။ ဂျပန်တနိုင်ငံလုံးကလူတွေသာဂျူဂျူစုပညာရှင်တွေဖြစ်သွားခဲ့မယ်ဆိုရင်ဂျိန်စာဆိုတာကလည်းရှိတော့မှာမဟုတ်ဘူးလို့သူမကယူဆထားခဲ့ပါတယ်။ဒါကြောင့်ဂဲရိုနဲ့ယူကီရိုရဲ့စဉ်စားပုံချင်းကမတူကြပါဘူး။ယူကီရဲ့တွေးခေါ်ပုံကအတော်ထူးဆန်းလွန်းတာအကြောင်းဂျူဂျူစု Association နဲ့ဆို မတည့်တာများပါတယ်။ပိုဆိုတာကယူကီအနေနဲ့ဂျူဂျူစု Association ရဲ့ system တွေကိုပါဖျက်ဆီးပစ်ချင်နေကြတာပါ။ဂျူဂျူစုအဖွဲ့အစည်းကဂျိန်စာတွေကိုနှိမ်နင်းဖို့ထုတ်ပြန်တဲ့မစ်ရှင်တိုင်းကိုယူကီကပါဝင်ပတ်သက်လို့မရှိပါဘူး။ ဒါပေမဲ့သူမရဲ့ကိုပိုင်နီလန်းတွေကိုအသုံးပြုပြီးကျင်းစာတွေကိုလိုက်ဖြေရှင်းလင်းရှိပါတယ်။ဒါအကြောင်းယူကီယာ series ရဲ့အစောပိုင်းမှာပြောင်းနေတာမျိုးဖြစ်ပြီးနောက်ပိုင်းမှာပါဝင်လာခဲ့တာမျိုးပါ။ယူကီယာအခန်းကဏ္ဍကလည်း JJK series ထဲမှာအရေးပါတဲ့နေရာတစ်ခုမှာရှိနေခဲ့ပါတယ်။ယူကီယာအနေနဲ့ဂဲရိုကိုစတင်မိတ်ဆက်တဲ့အချိန်မှာသူ့ကိုယ်သူ special grade ဖြစ်တယ်လို့ဖော်ပြထားလို့သာယူကီဟာ special grade ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိခဲ့ရတာပါ။ ယူကီယာပါစပတ်တစ်ကနေကြည့်မယ်ဆိုရင်ဂျူဂျူဆူအဆိုစီယေးရှင်းရဲ့လိုရတွေဟာကျိန်းစာတွေကိုပပြအောင်လုံးနေတာမျိုးမဟုတ်ပဲလူနာတွေကိုကုသသလိုဖြစ်နေတာအကြောင်းသဘောမချခဲ့ပါဘူးယူကီယာနီလန်ကတော့ကျိန်းစာတွေကိုတတ်နေမယ်အစားကျိန်းစာတွေထပ်မဖြစ်ပေါ်အောင်စူးစမ်းချင်ခဲ့တာပါအလကားနေရင်ရှောက်ပြောနေတာမျိုးမဟုတ်ပဲယူကီကိုရန်ကလည်း research and development တွေကိုလုပ်ခဲ့ပါတယ်ယူကီအနေနဲ့သူမရဲ့ရည်ရွယ်ချက်အတွက်နီလန်နှစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီနီလန်နှစ်ခုကတော့ပထမအချက်အနေနဲ့လူသားမျိုးနွယ်စုတစ်ခုလုံးစီမှာရှိတဲ့ကျိစာထုတ်လွှင့်မှုကိုအပြည့်ရှင်းပြရမှာမျိုးဖြစ်ပြီ ဒုတိယအချက်ကတော့ထိုးကြည့်ရရှိခဲ့တဲ့ heavily restructuring ကိုအသုံးပြုမှမျိုးဖြစ်ပါတယ်။ဂျူဂျူစုပညာရှင်တိုင်းက cost energy ကိုထိ ंछ ုံနိုင်တဲ့အတွက်ကြောင့် spirit တွေကိုမဖန်တီးနိုင်ကြပါဘူး။ဒါကြောင့်တကဘာလုံးကိုသာထဲချုပ်နေကိုတင်ပေးလိုက်မယ်ဆိုရင် cost period တွေထပ်ပြီးဖြစ်ပေါ်မလာနိုင်တော့ပါဘူး။ Yuki နဲ့ Gero တွေးစုံခဲ့တဲ့အချိန်မှာ Gero ဘက်ကအထက်ပေါ်ပြပါနီလန်ကူမဟုတ်ဘဲတတိယမြောက်နီလန်ကိုပြောပြခဲ့ပါတယ်။ဒီနီလန်ကတော့ Jujutsu ပညာရှင်မဟုတ်တဲ့လူတိုင်းကိုအပြည့်ရှင်းပြရမှာမျိုးပါ။ လူတိုင်းကိုအပြတ်ရှင်းပြလိုက်မယ်ဆိုရင်လောကကြီးမှာကျိန်းစာဆိုတာကိုမွေးထုတ်ပေးနိုင်မယ့်အရာတွေမရှိတော့ဘူးလို့ထောက်ပြခဲ့ပါတယ်။ယူကီရဲ့နီလန်းတွေကယူချောက်ချောင်းနိုင်တာမှန်ပေမဲ့ဂေထိုရဲ့နီလန်းလောက်တော့စိတ်တစားဆံမနေခဲ့ပါဘူး။ဒါကတော့အာလီပိုင်းမှာတွေ့ခဲ့ကြတဲ့ဂေထိုနဲ့ယူကီရဲ့စကဝိုင်းဖြစ်ပြီးရှီဘူယာအက်ဆီဒန့်အပိုင်းမှာလည်းဂေထိုနဲ့ယူကီရောပြန်လည်ဆုံတွေ့ခဲ့ကြပြန်ပါတယ်။ယူကီနဲ့ဂေထိုတို့နှစ်ယောက်ပြန်ဆုံတွေ့တဲ့အချိန်မှာလည်း psychology နဲ့ဆိုင်တဲ့စကားတွေပြောဆိုခဲ့ကြပါသေးတယ်။ ဒီအချိန်မှာဂဲရိုကဂဲရိုမဟုတ်တော့ဘဲဆူရိုဂဲရိုတို့မဟုတ်ခံကြဘူးဖြစ်နေပြီဆိုတော့ conversation တွေဟာပြောင်းလဲသွားခဲ့ပါတယ်။ဒါကြောင့်ယူကီနဲ့ချိုဆိုရိုဟာထန်ကန်ကိုခံကြကူရဲ့လက်အောက်ကနေကခွဲခဲ့ကြရပါတယ်။ယူကီဆိုရာထိုရိုရဲ့ဆရာမတယောက်ဖြစ်ပြီးထိုရိုဆိုရာကလည်းအရန်တန်ပါတဲ့ဂျူဂျူဆုပညာရှင်တယောက်ဖြစ်လာနေခဲ့ပါပြီ။ထိုရိုအတွက်ချမှတ်ခဲ့တဲ့ယူကီရဲ့လေ့ကျင့်ရေးတွေဟာအရန်ကူမှာပြင်းထန်ခဲ့ပါတယ်။ယူကီရဲ့စွမ်းရည်တွေကိုကျွန်တော်တို့ပထမဆုံးဥရာဥမေနဲ့ဗတ်ထဲမှာမြင်တွေ့ခဲ့ကြရပါတယ်။ဥရာဥမေရဲ့စွမ်းရည်ကတော့ရေခဲတွေကိုထိန်းချုပ်နိုင်တာမျိုးပါ။ ။ Urau Mae ရဲ့စွမ်းရည်တွေဟာ Grade 1ပညာရှင်တို့မဟုတ် Special Grade တယောက်နဲ့ညီမျှနေခဲ့ပါဗျ။ Yukita ရောက်မလာခဲ့ဘူးဆိုရင် UG တို့တဖွဲ့လို့အနေစာတန်းရောက်သွားနိုင်ပါဗျ။ခမရအနေနဲ့ဆရာရဲ့အရေးချင်းကိုသိကျင်နေဆိုရင်တပည့်ကိုအရေးအဆုံးကြည့်တတ်ရပါတယ်။ထိုတို့ရဲ့ combat ability ဟာအနိကတိုက်ခိုက်တဲ့ရုပ်ပန်းဆိုင်ရာတိုက်ခိုက်မှုတွေများပါတယ်။ special grade တယောက်ဖြစ်ဖို့ဆိုရင်ခမရမှာအရင်များတဲ့ချိန်စာစွမ်းရည်တွေရှိဖို့လိုအပ်ပါတယ်။ Yuki မှာများပြားတဲ့ချိန်စာစွမ်းရည်တွေရှိရဆိုပေမဲ့သူမရဲ့အဓိကစွမ်းရည်ကတော့ martial art ပဲဖြစ်ပါတယ်။ အဓိကစွမ်းရည်ကိုတော့ Starish လို့ခေါ်ဆိုပြီး Shigigami Garuda နဲ့ပေါင်းစပ်ပြီးတက်ခိုက်လေ့ရှိပါတယ်။ Yukiya အကြောင်းကိုရှင်းပြနေပြီဆိုမှတော့သူမရဲ့ Shigigami အကြောင်းကိုလည်းရှင်းပြပေးခြင်းပါတယ်။ Starish ဆိုတာ Yuki သူမဟုတ် Garuda တို့ဟာ Virtual Mask ကိုရရှိပိုင်ဆိုင်ကြပါတယ်။ Virtual Mask တစ်ခုကိုရရှိပိုင်ဆိုင်လိုက်တာကြောင့်အရင်လေးတဲ့ခန္ဓာကိုယ်တစ်ခုကိုအသုံးပြုနိုင်သွားပါတယ်။ Virtual Mask ဆိုလို့ပေါင်းအနေငယ်တက်သွားတာမျိုးမဟုတ်ပဲတန်ထောင်ပေါင်းများစွာနဲ့ညီများတဲ့အလေးချိန်တွေကိုရရှိပိုင်ဆိုင်လိုက်တာမျိုးပါ။ အရန်လေးနေမှာတော့ယူကီနဲ့ဂရူတာတို့ကလည်းပုံမှန်အတိုင်းလှုပ်ရှားနိုင်ကြပါတော့မလားလို့တွေးမနေပါနဲ့ယူကီနဲ့ဂရူတာတို့ဟာတန်ပေါင်းများစွာလေးတဲ့မတ်တခုကိုရရှိလိုက်ကြတဲ့ဆိုပေမဲ့ဒီအတွက် speed တစ်ခုကိုပြန်ပြီးမပေးဆက်ရပါဘူး special grade ဖြစ်တဲ့ cospirit ကိုတောင်တစ်ချက်ထဲနဲ့ပိတ်ထိုးနိုင်တဲ့အနေအထားမျိုးပါ offensive ဘိုင်းမှာလည်းကျန်းနေတာမျိုးမဟုတ်ပဲ defensive ဘိုင်းမှာလည်းအရန်ကျန်ပါတယ်ဒီစွမ်းရည်ဟာ special grade တကောင်တဲကိုဖြည့်ရှင်းနိုင်တာမျိုးမဟုတ်ပဲအခြားသော cospirit တွေကိုလည်းဖြည့်ရှင်းနိုင်ပါတယ် ဘာလို့လဲဆိုတော့ယူကီကသူမရဲ့ site ကိုကြီးလိုက်တာမျိုးမဟုတ်ပဲသူမရဲ့ density ကိုသာများလိုက်တဲ့သဘောမျိုးပါခမားအနေနဲ့ black hole တခုရဲ့အလုပ်လုပ်တဲ့သဘောတရားကိုနားလည်ထားမယ်ဆိုရင်ယူကီရဲ့စွမ်းအားဟာအရက်ကိုမှရွှေ့ရှင်မှုရှိပါတယ်ခမားဟာခမားရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီး black hole တခုကိုဖန်တီးနိုင်စွမ်းရှိပါတယ်ဒီလိုဖန်တီးနိုင်ဖို့အတွက်ဆိုရင်ခမားမှာပိုများတဲ့အလေးချိန်တခုတော့ရှိဖို့လိုပါမယ်အလေးချိန်ဆိုတဲ့နေရာမှာတန်အပေါင်းများစွာသောအလေးချိန်တခုကိုလိုအပ်မှုရှိနေကြတာပါ ဒီအကြောင်းကိုအသေးစိတ်သိချင်ရင်တော့ MM Pop Science လို့ခေါ်တဲ့ YouTube Channel မှာအသေးစိတ်သွားကြည့်နိုင်ပါတယ်။ဆိုတော့ Yuki ကလည်းသူ့ရဲ့ခန္ဓာကိုယ်မှာမြပြလွန်လာတဲ့သိတဲ့စာတွေကိုထက်ခါထက်ခါပေါင်းထည့်ပြီးတဲ့နောက်မှာ Black Hole တစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ Black Hole ကိုဖန်တီးခြင်းကသူ့မရဲ့အသက်ကိုသိဆုံးသွားနိုင်ပါတယ်။ Yuki ဖန်တီးတဲ့ Black Hole က Universe တစ်ခုလုံးကိုဝါမျိုးပြနိုင်ကြောင်းသိထားရပါတယ်။မဝါမျိုးနိုင်ခဲ့ဘူးဆိုရင်တောင်မှအ ਨੇ စုံတော့ Yuki ရဲ့ Black Hole ကကဘာကြီးကိုသေချာပေါက်ဖျက်ဆီးပြနိုင်ခဲ့တာပါ။ Spoiler တစ်ခုအနေနဲ့ပြောပြရမယ်ဆိုရင်တော့ဒါဟာတကယ်ဖြစ်မလာခဲ့ပါဘူး။ ကဲဒါကတော့နံပါတ်4နေရာမှာရောက်ရှိနေခဲ့တဲ့ UK ရဲ့ Best Story Avalatory နဲ့တံမာမှုတိုင်းတာချက်တွေပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့ Special Grade ကတော့ Shooter ပဲဖြစ်ပါတယ်။စကူနာကလောရဲ့ Universe မှာရှိတဲ့လူတိုင်းထက်ပိုများတဲ့ Constant Energy တွေကိုရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။ Jujutsu Kaisen 0တဲမှာဆိုရင် Yuta ဟာအဓိကဇာတ်ကောင်တစ်ခုဖြစ်ခဲ့တာပါ။ခန်ချာကူနဲ့ယူထားလို့ရှင်ပြန်တက်ခဲ့တဲ့ဘက်ထဲမှာဆိုရင်ကျွန်တော်ကခန်ချာကူဘက်ကိုပို့ပြီးအားတာပါတယ် ယူတာကချက်ပြ0မှာအာဖရိကကိုသွားပြီးမကန်နဲ့လေ့ကျင့်ခဲ့ပါတယ်။ကိုဇိုနဲ့တက်ခိုက်ခဲ့တဲ့ဘဲကိုပြောတာပဲဖြစ်ပါတယ်။ရီကာဆရာယူတာရဲ့ငယ်ဘဝတငယ်ချင်းတယောက်ဖြစ်ပြီးယူတာအနေနဲ့ဂတိကဝတ်နဲ့ဆိုင်တဲ့လက်စွပ်တခွင်ကိုရရှိခဲ့ပါတယ်။ဒီလက်စွပ်ကဘာကိုကိုစားပြုတာလဲဆိုတော့ကြီးလာခဲ့ရင်နှစ်ယောက်သားလက်ထပ်ကြမယ်ဆိုရဲဂတိတခုကိုကိုစားပြုနေခဲ့ပါတယ်။ဒါပေမဲ့လည်းစိတ်မကောင်းစွာနဲ့ပဲရီကာဟာခါအက်ဆီဒန့်တခုကြောင့်အသက်သေဆုံးသွားခဲ့ပါတယ်။ရှော့အရန်ရသွားတဲ့ယူတာဟာရီကာကိုကော့စပရီတကောင်အဖြစ်ပြောင်းလဲစေခဲ့ပါတယ်။ ရီကာကိုရိုင်းကလည်းယူထားကိုကာကွယ်ပေးချင်တာကြောင့်သူ့ကိုယ်သူကာစပရီတကောင်အဖြစ်ပြောင်းလဲပြခဲ့တာပါ။အက်ဆီဒန့်ပြီးသွားတဲ့နောက်ပိုင်းမှာယူထားဟာဂျူဂျူစုပညာရှင်တယောက်ဖြစ်လာခဲ့ပြီးချိန်စာရီကိုသူ့ကိုယ်တိုင်နှိမ်နှင်းလာခဲ့ပါတယ်။ခိုဂျိုကယူထားကိုရှာတွေ့ခဲ့တာမျိုးဖြစ်ပြီးဂျူဂျူစုကြောင့်ကိုပို့ဆောင်ပေးခဲ့တာပါ။ကျောင်းတော်ကြီးမှာအပေါင်းအသင်းတငယ်ချင်းတွေရလာတာကြောင့်ယူထားရဲ့ဘဝကြီးဟာစူပီလာခဲ့ရှာပါတယ်။ဒါကြောင့်ယူထားကသူဖန်တီးခဲ့တဲ့ရီကာရဲ့ချိန်စာကိုဖျက်ဆီးနိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ယူထားပိုင်ဆိုင်ထားခဲ့တဲ့ကော့စပီရိတ်ကိုလိုဂျင်တက်မှတ်နေတဲ့လူတယောက်လည်းရှိပါတယ်။ ဲ့လူကတော့ဂေတိုဖြစ်ပြီးအဲ့ဘက်ထဲမှာယူထားကဂေတိုကိုအနိုင်ရရှိထားခဲ့ပါတယ်။ရီကာဆိုရာစပက်ရှယ်ဂရိတ်ရှိတဲ့ကော့စပီရိတ်တကောင်ဖြစ်တာကြောင့်အယံတန်ပါတယ်။ဂျူဂျူဆုခိုင်ဆန်0ရဲ့အဆုံးသတ်မှာတော့ရီကာရဲ့ချိန်စာဟာပြက်ပြက်သွားခဲ့တယ်ဆိုပြီးဖော်ပြထားခဲ့တာပါ။ယူထားကဘာကြောင့်ရီကာကိုချိန်စာဝိညာဉ်အဖြစ်ဖန်တီးနိုင်ခဲ့တာလဲဆိုတော့မီချီဆာနဲ့ဆူကာဝါရာရဲ့မျိုးဆက်ဖြစ်နေတာကြောင့်ပါ။ဒါကြောင့်ယူထာကကိုဂျိုနဲ့လည်းအမျိုးတော်ပါတယ်။မီစီဇာနဲ့ဆူကာဝါရာဆိုရာဂျပန်နိုင်ငံရဲ့အကြီးဆုံးဗန်စပူးစပီရစ်ကောင်ပဲဖြစ်ပါတယ်။ ဒါကြောင့်လဲယူထာကစွမ်းအားကြီးမတဲ့ Vance Full Spirit တကောင်ကိုဖန်တီးနိုင်စွမ်းရှိနေခဲ့တာပါယူထာကဂိုဂျိုနဲ့အမျိုးတော်နေပေမဲ့ဂိုဂျိုထက်ပိုများတဲ့ဂျိန်စာစွမ်းတွေကိုရရှိပန်းဆိုင်ထားခဲ့ပါတယ်ဒါအပြင်ဆရာသမားကအခြားသူရဲ့ဂျိန်စာစွမ်းရည်တွေကိုပါကူးယူနိုင်စွမ်းရှိပါတယ်ယူထာကမာခီနဲ့မကဲရိုလိုမျိုးကွန်ဘတ်ဖိုက်တာတွေနဲ့လေ့ကျင့်ထားခဲ့တာကြောင့်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေမှာလည်းအရန်အားကောင်းပါတယ်ယူထာကကုလင်ဂင်ရပိုင်းမှာပြန်လဲစစ်ခေါ်ခံခဲ့ရတဲ့ရီယူနဲ့တိုက်ခိုက်ခဲ့ရပါတယ် ရီယုဆိုရာလွန်ခဲ့တဲ့နှစ်ပေါင်း400လောက်တုန်းကအကျန်းဆုံးဂျူဂျူစုပညာရှင်တစ်ယောက်ဖြစ်ခဲ့သူပါရီယုလိုမျိုးအေရှန်ဂျူဂျူစုပညာရှင်တစ်ယောက်ကိုတော့အနိုင်ယူခဲ့တဲ့အတွက်ကြောင့်ယူတာဟာတော်တော် Genes Pressure Grade တစ်ယောက်ဖြစ်လာခဲ့ပါတယ်ယူတာကရီယုအပြင်အခြားသောပြည်လဲစင်ခေါ်ခံခဲ့ရတဲ့ဂျူဂျူစုပညာရှင်တွေကိုပါအနိုင်ယူနိုင်ခဲ့တာပါပထမတစ်ယောက်ကတော့ Truth ဖြစ်ပြီးဒုတိယတစ်ယောက်ကတော့ Kuro Urushi ပဲဖြစ်ပါတယ် Truth ကတော့တက်တန်း2000လောက်ရှိတဲ့ဂျူဂျူစုပညာရှင်တယောက်ဖြစ်ပြီး Kuro Urushi ကတော့ကျင်းစာဝိညာဉ်တစ်ကောင်ပဲဖြစ်ပါတယ် ီလိုမျိုးပညာရှင်နဲ့ဂျင်စာဝိညာဉ်ကိုတောင်ယူထားဟာ AACC တတရရာဖြည့်ရှင်ထားနိုင်ခဲ့တာပါ။ယူထားရဲ့ဂျင်စာဆွမ်းအရေးဟာလည်းအရင်များသလိုရုပ်ပန်းဆိုင်ရာတန်မာမှုကလည်းတော်တော်ကျန်ပါတယ်။ယူထားဟာဂျူဂျူစုခိုင်ဆန်0ရဲ့ဖော်ပြချက်အရ reverse cost technique ကိုလည်းအသုံးပြုနိုင်တာကြောင့်သူ့ကိုယ်သူနဲ့အခြားသူတွေကိုကုသပေးနိုင်ပါတယ်။ဂျူဂျူစုခိုင်ဆန်0ထဲမှာရီကာဟာကျွလွတ်သွားပြီလို့ဖော်ပြခဲ့ပေမဲ့ဒါဟာမမှန်ပါဘူး။ယူထားရဲ့ negative emotion အမြင့်ဆုံးအခြေအနေနဲ့ဆိုရင်ရီကာကိုပြန်လည်စစ်ခေါ်နိုင်စွမ်းရှိနေခဲ့ပါတယ် 6နှစ်ကလေးကဆွတ်လာခဲ့တဲ့လက်စုဟာခုအချိန်ထိတော်နေတာကိုကြည့်ရင်ဆက်ပြီးဆွတ်ထားတာကိုကြည့်မယ်ဆိုရင်ရီကာနဲ့ယူထာတို့ရဲ့ဆက်နွယ်မှုဟာမပြီးဆုံးသေးပါဘူးယူထာဟာရီကာကို extra dimension တစ်ခုထဲမှာထားထားလိုက်တာကြောင့်ပါဒါကတော့ဒီနေ့ဗီဒီယိုရဲ့နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့ယူထာအကြောင်းဖြစ်ပြီးနံပါတ်1စီကိုခရီးဆက်ကြပါမယ်နံပါတ်2နေရာမှာထားထားတဲ့ဂျူဂျူစုပညာရှင်ကနည်းနည်းတော့ရှုပ်ဖေးမှုရှိပါတယ်နံပါတ်2နေရာမှာထားထားတဲ့ special grade ကဂျူဂျူစုပညာရှင်တယောက်ဆိုပေမဲ့သူ့ရဲ့အုံနောက်ကတော့ခန်းချာခုလို့ခေါ်တဲ့ Ever တကောင်ဖြစ်နေခဲ့ပါတယ် ကျွန်တော်အနေနဲ့ဒီနေ့ဗီဒီယိုထဲမှာဂဲရိုအကြောင်းကိုဦးစားပေးပြီးပြောပြသွားမယ်ဆိုပေမဲ့ခန်ချာကူပါဝင်တဲ့ဆူရိုဂဲရိုအကြောင်းကိုလည်းထည့်သွင်းပြောပြပေးသွားချင်ပါတယ်။ခန်ချာကူဆိုတာလူသားတွေရဲ့အုံနောက်ကိုအစားထိုးနေရာဝင်ယူနိုင်တဲ့ကျင်းစာဝိညာဉ်တစ်မျိုးပဲဖြစ်ပါတယ်။ခန်ချာကူကလူသားတစ်ယောက်ဖြစ်တယ်ဆိုပြီးလည်းသိထားရပါတယ်။ခန်ချာကူရဲ့အဓိကရည်ရွယ်ချက်ကတော့ cost energy တွေကို optimize လုပ်ပြီးဂျပန်နိုင်ငံရဲ့ဒီဂျစ်စုပညာရဲ့ထွန်းကားခဲ့တဲ့ရွှေရောင်ကာလတစ်ခုကိုပြန်လည်ဖန်တီးချင်တာမျိုးပါ။ ခန်းချာကူကလူသားတယောက်ဖြစ်ပြီးသူ့ရဲ့ဂျူဂျူဆုပညာနဲ့အုံနောက်ပုံစံပြောင်းလဲပြီးအခြားလူတယောက်ရဲ့အုံနောက်နဲ့အစားထိုးကခန္ဓာကိုယ်ကိုထိ ंछ ုပ်အသုပ်ပြုနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီဘက်ကလက်ခံရရှိတဲ့ခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်တွေအတိုင်းဂျူဂျူဆုပညာတွေကိုအသုပ်ပြုနိုင်ဆက်ရှိပါတယ်။ခန်းချာကူအနေနဲ့လူလေးယောက်ရဲ့ခန္ဓာကိုယ်ကိုပြောင်းလဲအသုပ်ပြုခဲ့ပြီးအဲ့ထဲကလူတယောက်ကတော့ဟာဂျီမဲပဲဖြစ်ပါတယ်။ဟာဂျီမဲကိုခန်းချာကူကခူးဝင်ကိန်းအပိုင်းမှာပြန်လဲဆင့်ခေါ်ခဲ့ပါသေးတယ်။စိတ်ထဲကမပါပေမဲ့လည်းခမရတို့ကိုခန်းချာကူရဲ့ vessel တွေကို spoil ပေးခြင်းပါတယ်။ ပထမဆုံးတယောက်ကတော့လိုရီထိုရှိခါမိုဖြစ်ပြီးအေဗက်တော်ဆန်တဲ့ဂျူဇူဇူပညာရှင်တယောက်ပဲဖြစ်ပါတယ်။မဲဂျီခေတ်ကာလမှာဆရာသမားကကော့စပရစ်တပိုင်းလူသားတပိုင်းဖြစ်နေတဲ့အမျိုးသမီးတယောက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီဘက်ရဲ့ဆက်စုလိုတဲ့စိတ်ကြောင့်အိုက်ဘွားတော်ကိုမှပြီးကိုဝင်၉ချိန်ဆောက်ခိုင်းခဲ့ပါတယ်။၉ချိန်စလုံးကပြတ်ကျခဲ့ရပြီးကော့စဝန်တွေအဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်။ကော့စဝန်တွေကနေမှတစ်ဆင့်ချိုဆိုအက်ဆိုခန့်ချီဆူဆိုနိုရန်ဆိုရှိုးဆိုတန်းဆိုဆက်ဆိုကိုဆူဆိုရှိုးဆိုလိုခေါ်တဲ့ကော့စပရစ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ နောက်ထပ် version တစ်ခုကတော့ Kaori Itadori ဖြစ်ပြီး UG ရဲ့အမည်ပဲဖြစ်ပါတယ်။မန်ကမဖက်ရသေးတဲ့သူတွေအတွက်တော့ရည်ရည်နှစ်ဆက်ပါ။ဒါဆိုရင်တော့ဘာကြောင့် UG ကရန်ကျန်းနေရတာလဲဆိုတာကိုတော့သဘောပေါက်တော့ပါပြီ။အခုလက်ရှိသူသုံးနေတဲ့ version ကတော့ Gero ပဲဖြစ်ပါတယ်။ Gero ကိုခံကြာကူကထိန်းချုပ်ထားတယ်ဆိုပေမဲ့ Gero အသုံးပြုခဲ့တဲ့ cost တစ်ကနစ်တွေကိုအသုံးပြုနိုင်နေပါတယ်။ခန်ကြကူက Vessel တိုင်းရဲ့ memory တွေကို download ဆွဲနိုင်တဲ့သဘောမှရှိလာကြောင်းမှတ်ဉာဏ်တိုင်းကိုမှတ်သားထားနိုင်ပါတယ် ခန်းချာကူရဲ့စွာအားကိုသိချင်ရင်မာဟီတိုလိုမျိုး special အဆင့်ရှိတဲ့ cost တစ်ခုကိုအတားအလေးဆုပ်ယူနိုင်ကြတာကိုကြည့်ရင်သိနိုင်ပါတယ်။ဂဲရိုရဲ့ဂျိန်စာဟာဂျိန်စာတွေကို manipulate နိုင်စွမ်းရှိတာကြောင့် special အဆင့်ရှိတဲ့ဂျိန်စာ၃ခုကိုတစ်ခါတည်းထိန်းချုပ်ထားနိုင်ပါတယ်။ခန်းချာကူကကြတော့ Uzumaki လို့ခေါ်တဲ့စွမ်းရည်တစ်မျိုးကိုအသုံးပြုနိုင်ပါတယ်။ Uzumaki ဆိုတာဂျိန်စာတစ်ခုရဲ့ size ကိုသေးသည့်ဖြစ်စေကြီးသည့်ဖြစ်စေစသည့်ဖြင့်ထိန်းချုပ်နိုင်တဲ့စွမ်းရည်တစ်မျိုးပဲဖြစ်ပါတယ်။ ဂဲထူမာကဂျိန်စာရီကိုမနီပူလိမ့်နိုင်စွမ်းရှိပြီးခန်ချာကူစီမာကဂျိန်စာရီရဲ့စိုက်ကိုထိချုပ်နိုင်စွမ်းရှိတာကြောင့်ခွန်ပိုကြတဲ့စွမ်းရည်နှစ်ခုလို့ဆိုရပါမယ်။ဂျိန်စာရီကိုစူပေါင်းထိချုပ်နိုင်တဲ့ဆိုတဲ့နေရာမှာဆမ်မိုင်းဂရေဝမ်နဲ့အထက်ရှိတဲ့ဂျိန်စာရီကိုသာထိချုပ်လိမ့်ရှိပါတယ်။ခမားကဂျိန်စာရီကိုစူပေါင်းချဲလဲပြီးရရှိလာတဲ့စွမ်းအားကိုတစ်ကြိမ်တစ်ခါသာအသုံးပြုနိုင်ပါတယ်။ဆူရိုဂဲရိုကမာဟီတိုကိုထိချုပ်ချဲလဲပြီးတဲ့နောက်ထရန်စပီကာစွမ်းအားကိုတစ်ကြိမ်သာအသုံးပြုနိုင်ခဲ့တာပါ။ ဒါပေမဲ့ခန်ချာကူကသူအသွင်ပြုခဲ့တဲ့ vessel တိုင်းရဲ့စွမ်းရည်တွေကိုအခုအချိန်ထိဆက်လက်အသုံးပြုနိုင်နေခဲ့ပါတယ်။ဒီစွမ်းရည်တွေကမှစိတ်ဝင်စားစရာကောင်းတဲ့စွမ်းရည်တစ်ခုကတော့ anti gravity system ပဲဖြစ်ပါတယ်။ဒီစွမ်းရည်ရဲ့ပိုင်ရှင်ကကျွန်တော်အစောပိုင်းမှာပြောခဲ့တဲ့ Kaoyi Itadori ပဲဖြစ်ပါတယ်။အလွယ်ရှင်းပြရရင်တော့ anti gravity ဆိုတာမြေဆွဲအားကိုထိန်းချုပ်ထားနိုင်တဲ့သဘောမျိုးပါ။ gravitation ကိုထိန်းချုပ်ထားနိုင်တာကြောင့် massive ဖြစ်တဲ့ weight နဲ့ black hole တွေကိုအသုံးပြုလာနိုင်ပါတယ်။ဒီစွမ်းအားရဲ့ခိုးတောင်းကတော့6စက္ကန့်သာကြာမြင့်ပါပါ။ ကျွန်တော်အနေနဲ့ဒီဘဲရဲစွာတွေအကုန်လုံးကိုရှင်းပြပေးမှာဆိုတော့သူအသုံးပြတဲ့ domain အကြောင်းလဲအပါအဝင်ပဲဖြစ်ပါတယ်။ one profusion လို့ခေါ်တဲ့ domain expansion တစ်ခုဖြစ်ပြီး malevolent shrines into ပါတယ်။ဘာလို့ဆို one profusion ကလည်းအပိမ့်မဟုတ်တဲ့ domain တစ်ခုဖြစ်တာကြောင့်ပါ။ခမားကဒီ domain တွေကနေထွက်သွားဖို့ကြိုးစားမယ်ဆိုရင်တောင်မှ range ကတိုးလာမှာဖြစ်လို့မလွတ်နိုင်ပါဘူး။ဒီ domain ကအခြားသော simple domain တွေကိုချိန်မုံပြနိုင်စွမ်းရှိနေကြတာပါ။ Holloway ကဘတ်စကတ်လို့ခေါ်တဲ့ anti domain ကိုတောင်မှခံချာကူရဲ့ domain က expand နိုင်စွမ်းရှိပါတယ်။ ခန်ချာကူရဲ့ဒိုမိန်ကြောင့် Yuki လိုမျိုး Special Grade ကတောင်တည်ဆုံးလို့နေပါအခြေအနေထိဖြစ်သွားခဲ့တာပါ။ဒါကြောင့်ခန်ချာကူဆိုတာသူ့ရဲ့ဒိုမိန်ထဲမှာတော်တော် confident ရှိတဲ့ဘဲတပွေလို့ဆိုရပါမယ်။ဒီနေ့ဗီဒီယိုရဲ့ confident အရှိဆုံး Special Grade ကတော့ Gojo ပဲဖြစ်ပါတယ်။ Gojo ဆိုတာ Universe တစ်ခုလုံးမှာရှိတဲ့အကျဉ်းဆုံးဂျူဂျူဆုပညာရှင်တစ်ယောက်ပါ။ Limitless နဲ့ Sky Validity ကိုရရှိပန်းဆိုင်ထားတဲ့ Parameter ရှင်ပညာတဲ့တစ်ယောက်လည်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel မှာ Gojo ဘလောက်အထိတန်မာကြောင်ပြောပြထားတဲ့ဗီဒီယိုတစ်ပုဒ်ရှိပါတယ်။ ဆိုတော့ခမားတို့အနေနဲ့ကကိုဂျိုးအကြောင်းကိုဒီထက်ပိုပြီးစိတ်ဝင်စားတယ်သိကျင်တယ်ဆိုရင်တော့ဒီဗီဒီယိုကိုတွားကြည့်နိုင်ပါတယ်ဒီဗီဒီယိုထဲမှာမပါတာကတော့ကိုဂျိုးရဲ့ back story အကြောင်းပဲဖြစ်ပါတယ်ကြောင်းသားဘဝမှာကိုဂျိုးနဲ့ဂဲရိုတို့ဟာအတော်ဆုံးနဲ့အတန်အမာဆုံးကြောင်းသားနှစ်ယောက်ဖြစ်ခဲ့ကြတာပါကိုဂျိုးနဲ့ဂဲရိုလိုမျိုးအရေးကြမ်းတဲ့ပညာရှင်တွေကိုလိုက်လံရှင်းလင်းနေတဲ့ထိုးကြီးဆိုတဲ့လူတစ်ယောက်လည်းရှိခဲ့ပါတယ်ထိုးကြီးနဲ့ကိုဂျိုးတို့ရဲ့ဘက်ထဲမှာကိုဂျိုးကပုံမှန်အစင်းမြင့်နဲ့စွမ်းရည်တွေကိုရရှိပိုင်ဆိုင်လာခဲ့ပါတယ် ယုထရဲ့ကျိန်းစာစွမ်းအားဟာကိုဂျိုရဲ့ကျိန်းစာစွမ်းအားထက်ပိုပြီးများတယ်ဆိုပေမဲ့ကိုဂျိုရဲ့ကျိန်းစာစွမ်းအားဟာအကန့်အသတ်မရှိတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဆိုလိုချင်တာကယုထရဲ့စွမ်းအားဆိုတာခွက်တစ်ခုထဲမှာထည့်ထားတဲ့ရေနဲ့ဆင်တူမှုရှိပြီးကိုဂျိုရဲ့ကျိန်းစာစွမ်းအားဆိုတာပင်လယ်ပြင်ကြီးထဲကနေတစ်ခွက်ချင်းစီခတ်ပြီးသုံးနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါကြောင့်ကိုဂျိုရဲ့ခွက်ကယုထရဲ့ခွက်ထက်ပေးနေပေမဲ့ကျိန်းစာစွမ်းရည်တွေကတော့ဘယ်တော့မှကုန်ခန်းမသွားနိုင်တာပါ။အခြားသောစွမ်းရည်တွေအကြောင်းကတော့ဒီဗီဒီယိုမှာရှင်းပြထားပြီးဆိုတော့မရှင်းလိုက်ရတဲ့အချက်တွေကိုဒါဆက်ရှင်းသွားပါမယ်။ ကိုဂျိုရဲ့ reverse cost energy ဆိုတာ OB2 ရဲ့ Hashirama ဆဲလိုမျိုးထိခိုက်နေကြည့်ရှိတဲ့အရှာတိုင်းကိုကူတာပေးနိုင်ပါတယ်။ OB2 ကလည်းသူ့ရဲ့ခါမွေးကို healing လုပ်နိုင်ဖို့အတွက် Hashi ရဲ့ဆဲအကူအညီကိုယူရတယ်လို့ကိုဂျိုကလည်းသူ့ရဲ့စစ်ဆိုင်ကိုကူတာနိုင်ဖို့အတွက် reverse cost technique အကူအညီကိုယူရတာမျိုးပါ။ကိုဂျိုရဲ့စွမ်းရည်တွေဖြစ်ကြတဲ့ limitless domain sis i red blue purple နဲ့ teleportation တွေကိုတော့ဒီဗီဒီယိုမှာအသေးစိတ်သွားကြည့်နိုင်ပါတယ်။ကြည့်ပြီးသားသူတွေအတွက်အနောက်ရှက်ဖြစ်စေနိုင်တာမို့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။ ကိုချိုကတော့ JJK Universe ရဲ့အကျန်းဆုံးလူတစ်ယောက်ဖြစ်နေစေပါ။ကဲနောက်နေ့ကျရင်တော့ကိုချိုနဲ့စကူနာတို့ရဲ့1 by 1ဘက်ထက်တစ်ခုကိုစီစဉ်တင်ဆက်ပေးသွားပါမယ်။ဒီနေ့မှာကတော့ JJK Universe ထဲကအကျန်းဆုံးအဆင့်တစ်ခုဖြစ်တဲ့ Special Grade မှာရှိနေကြတဲ့လူ၄ယောက်အကြောင်းကိုပြောပြပေးသွားခဲ့တာပါ။နောက်တနေ့မှာတော့ဆရာ Ground ရဲ့ content တစ်ခုနဲ့အတူပြန်တွေ့ကြပါမယ်။အားလုံးပဲ bye bye